ောက်ပရောင်းတောင်နောက်ရွာကဒေါ်လလဝင်းဟာခင်ပွန်းတဲ့ဆုံးပါပြီးတဲ့နောက်မိသားစုလက်ငုပ်လက်ရင်းဖြစ်တဲ့တောင်သူလုပ်ငန်းကိုကြိုးကြိုးစားစားလုပ်ကင်နေတဲ့တောင်သူမကြီးတူပါ။သူမမှာဂုံယူစရာသားတယောက်ရှိပါတယ်။သူကတောင်နောက်ရွာသာတိပညာရေးမှာထူးကျွန်ခဲ့တဲ့ကိုဝင်းမျိုးဦးပါ။အင်ဂျင်နီယာပညာရက်နဲ့ဘွဲရခဲ့ပြီးရန်ကုန်မြို့မှာပျော်ရွှင်တက်ကြွစွာအလုပ်လုပ်ကင်နေသူတူဖြစ်ပါတယ်။ သူကအင်ဂျင်နီယာဆောက်လုပ်ရေးဆောက်လုပ်ရေးလောက်တာအခုဒီတပတ်ပြန်လဲအလုံးမီလစာတို့မှာတဲ့အဲဒီအမေသားဒီပြတ်တပတ်ပြန်လို့ရှင်အမေဘာမှမပူနဲ့အေးစေးရနေပေါ့သူကအလိုပြောပြဖေဖော်ဝါရီလတရနေ့စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာကိုဝင်းမျိုးဦးဟာစစ်ကောင်စီစန့်ကျင်ရေးဆန္ဒပြပွဲတွေတိုင်းမှာတက်တက်ကြွကြွအဆက်မပြတ်ပါဝင်ခဲ့ပါတယ် ရန်ကုန်ကနေပြီးကိုဆိုရင်တော့အမေဆိုတော့ပြန်ခေါ်တာပေါ့ပြန်ခေါ်တော့ဒီမှာလဲသူကသွားတာပဲအသွားတော့အသားရဲ့အမေကသားပဲအားကိုးစရာရှာငါသာဆွပြီးမသွားပါနဲ့မလှပါနဲ့ကိုကပြောပါဘူးသားတို့ကဒီလိုငြိမ့်နေလို့မရဘူးပေါ့သူကအဲ့လိုပြောတာပေါ့ဒီမိုကလစီလိုချင်တော့ပြတာပေါ့သူကအချိန်မွေးတာပဲကိုရင်ထဲမှာအဲ့လိုအဲ့ဇနီးထွန်ကြတော့ကိုကထွက်တာကိုကိုပဲတိတ်ပြီးတော့မသိလိုက်ဘူးပြန်လာခါကျမှဒီလိုမျိုးဖြစ်တယ်ဆိုတော့ကိုကလည်းမယုံနိုင်ဘူး ကိုကဒီမိသင်းဂျိုဆက်ကိုကိုသားအလောင်းကိုညှက်လှက်မအောင်ငါသားမင်းတကယ်ပါဟင်းဆိုပြီးတော့ကိုရင်နဲ့အလိုခန်းစားကိုရဲ့အလောင်းလည်းပြတ်မရဘူးအဲကိုမိသားစုငါရောက်နေပဲသွားပြီးတော့သူတို့ထီရဲ့အဲဆက်သားကြီးချားတယ်မှာသွားပြီးတော့ကိုကသွားကြည့်ရကြည့်ရဘောကြည့်ရကိုကလည်းမကြည့်ရဘူးလေကိုသားကိုအဲခါလေဟွာလှုပ်ပြီးတော့ကိုသူ့ချီဘဝလေးနမ့်ပြီးတော့မအေးရပြန်လာတာ ဒီခေါင်းပေါ့ဒီခေါင်းကိုဒီလိုအမှန်နာတယ်ဒီမှာမရက်လှက်ရတော့ဒီမှာလည်းသွေးတွေစီလို့ပေါ့နော်ဒီမှာအသားကလည်းဖြူဖြူဆိုတော့ဒီလက်တွေကလည်းသွေးတွေစီတော့ကိုကမျက်နာကြီးရမြဘလို့ရုံးပေါ့နော်ကိုစိတ်ထဲမှာအလိုတွေ့တော့မျက်နာတော့သူများတွေပြောမထီးဘူးတော့ကိုကမအေးဆိုမကြည့်ရဘူးလေစစ်ကောင်စီ အာဏာသိမ်းပြီးရပောင်းတရာအတွင်းမှာမြမပြည်အနှံ့မှာ ကိုဝင်းမျိုးဦးလိုလူငယ်အများအပြားဟာလမ်းမထက်မှာရရဆက်ဆက်တနက်နဲ့ပြစ်တက်ခံခဲ့ရတာ အခုဆို လူပေါင်း800ကျော်ရှိခဲ့ပါပြီ။အတက်ခံရသူ အများစုဟာခေါင်းကိုထိမှန်တဲ့တနတ်တံရနဲ့ပဲကြာဆုံးခဲ့ကြရတာဖြစ်ပါတယ်။ကိုကလည်းပညာရေးချမ်းနေတော့ကိုခံစားရတာပဲသိတယ်။ဘယ်လိုတွေမှန်တာတွေဘာတွေဆိုတာကိုစိတ်ထဲမှာမသိဘူး။ကိုသားကိုအားဟုတ်မဲ့တာပဲကိုကိုစိတ်ထဲမှာဟုတ်တန်တာပါဘောနော်။ဒီကိုရဲ့သားလေးကလည်းကိုကလည်းအသက်က90ကျော်ပြီလေ။ 50ကျော်တော့ကိုသားလေးရဲ့ရှိရှိဘဝကြီးပေါ့ကိုရဲ့ဒီသားတွေအတွက်နဲ့ကိုကဒီသားကြဆုံးသွားတော့ရှေ့ကိုဘလို့ရုံးကန်ပြီးတော့ဘလို့နေရမလို့ဆိုရဲဟာရှိရချက်တွေခံမှန်းလို့ကိုဗျာဒီလိုအပူမျိုးဒီလိုဟာမျိုးတွေ့မဲ့လည်းမထင်ဘူးလို့အဲကိုကိုလောကမှာလဲကိုသားလောက်တန်ကြီးရှိရာကိုသားလောက်ချစ်စရာကောင်းတာလို့မရှိဘူးလို့ပဲကိုသိတဲ့အယူချတာ